ကိုကအသာစီးရနေတဲ့အချိန်ပေါ်မှာသူများကို မဖိရဘူးအနိုင်မကျင့်ရဘူးသာစီးရနေတဲ့အချိန်မှာကိုကညတာရမယ်ဆိုတဲ့လူရဲ့စိတ်နေသဘောထားလေးကိုလူတိုင်းလူတိုင်းခံယူပြီးတော့ထားအောင်ဖြစ်တယ်ဒီဇာလန်းလေးကတော့သင်္ကန်းစာယူဖို့အတွက်ဟောထားတာပဲဖြစ်တယ်အဲ့ဒီမှာဒီတော်ကြီးတစ်ခုထဲမှာဆင်အုပ်ကြီးကဖြတ်ပြီးတော့သွားတဲ့လမ်းကြောင်းရှိတယ် အဲ့ဒီဆင်အုပ်ကြီးဖြတ်သွားတဲ့လမ်းကြောင်းမှာဒီစားကလေးတစ်ကောင်အားမရှိတဲ့စားကလေးတစ်ကောင်အတိုက်ကလေးလောက်တာချုံပေါ်မှာအတိုက်ကလေးလောက်တာလောက်တာတော့အဲ့ဒီအတိုက်ထဲမှာဥလေးနှလုံးဥထားမကြခင်မဲ့အဲ့ဒီဥလေးနှလုံးကနေပြီးတော့စားပေါက်စားလေးတွေကလေးလေးတွေပေါက်လာခုဒီနောက်မှလည်းပဲရှိတာပဲတစ်ပင်ပေါ်မှာစားတိုက်ကလေးတွေနော်အဲ့ဒါလို့ ိုင်ကလေးလှုပ်ပြီးတော့ခုလေးတွေဥထားပြီးအကောင်သေးသေးလေးတွေအဲ့တော့စာကလေးဆိုတာသူ့မှာဘာအင်အားမှမရှိရှာသူ့ကလေးလေးတွေကိုသူကာကွယ်တယ်ဆိုတာမိဓာတ်ယုံမရှိတယ်ကျွေးခြင်းကျွေးမယ်အော်ရင်အော်မယ်ဒါတော့ပဲရှိတယ်သူကဘာမှခုခံကာကွယ်တယ်သူ့မှာပြောင်းလဲမရှိဘူးဒါလည်းမရှိဘူးအဲ့ဒီလိုအခြေအနေမျိုးမှာဆင်အုပ်ကြီးကသူ့အတိုင်းရှိတဲ့ခြုံ လမ်းကြီးကိုဖြတ်လာတယ်။ဆင်းအောင်ကြီးတက်လာတဲ့အခါမှာခေါင်းဆောင်ဆင်းကြီးရှေ့ကိုသူကသွားပြီးတော့အမှုရာနဲ့ဆင်းကြီးကိုပြောပြတယ်။ဘာပြောတော့ဆိုဝဏ္ဏမိတံကုံစရတတ္ထိဟာယနာဆင်းဆိုရာအနည်း60ရဲ့နောက်ပိုင်းမှာအင်အားတွေရောကြသွားတယ်။ဆင်းရဲ့အင်အားဟာအနည်း60အတွင်းမှာပဲရှိတယ်။ ခုခေတ်ဆင်းနေတော့ဘလောက်ရှိတယ်တော့မသိဘူးဆင်းသမားမေးမှရစာထဲမှာတော့တတ္ထိဟာယနာဆိုဆင်းရဲ့အသက်60နောက်မှာရောတယ်လူတွေလည်းပဲ60ဆိုရင်တော့ရောသွားတာသိကြတယ်နော်60ကျော်သွားလို့ရှိရင်သူဟာအင်အားတွေရောသွားတယ်အာရိညကံယူထပတိယသတ္တိသူဟာဆင်းအုပ်ကြီးကိုခေါင်းဆောင်ပြီးတော့လာတယ်ဆင်းမင်းကြီးအဲ့ဒီဆင်းမင်းကြီးကိုသူကပက်ခေဟိတံပင်စတိကံကရောမိ တောင်လေးနှစ်ဖက်ဖြန့်ပြီးတော့ဆင်မင်းကြီးကိုရှ िख ိုးပါတယ်မာမေဝတိပုတ်တကေတုတ်လာအာမရှိတဲ့ကျွန်တော်မရဲ့ตาကလေးတွေကိုမတတ်ပါနဲ့တခြားလမ်းကသွားပါဒီလမ်းကသွားရင်ဆင်ဆိုတဲ့အကောင်သွားရင်ဆင်သွားလမ်းဖြစ်လေခြုံကတက်နေသွားရင်ဒီကောင်လေးတွေအကုန်သေးကြမှာအဲ့ဒါကိုသူကလမ်းကနေကျွတ်တင်ပြီးတော့တောင်းပါလားအဲ့ဒါလို့တောင်းပန်လိုက်တဲ့အခါကျတော့ အမတန်အကျင့်နာတရားရှိတယ်ညှတာခြင်းရှိတယ်အနိုင်မကျင့်တတ်တဲ့စင်ကြီးကဘာပြောလို့ဆိုအေးစိတ်ချငါကာကွယ်ပေးမယ်ဆိုပြီးသူသားသမီးလေးတွေရှိတယ်ခြုံကိုသူကခွပြီးတော့ရပ်ထားလိုက်တယ်တခြားစင်တွေကဘေးကနေရှောင်ထွက်သွားကြသူကနေပြီးတော့စင်ကြီးကအဲ့ဒီခြုံပေါ်မှာရပ်နေလိုက်တယ်ရပ်နေလိုက်တော့သူ့အတိုက်ဟာမပြည့်စည်တော့ဘူးဆင်းအုပ်ကြီးကသူ့လမ်းသူ့သွားကြတယ် အဲ့ဒီလိုကာကွယ်ပေးလိုက်ပြီးတော့အားလုံးစင်တွေကလွန်မြောက်သွားပြီဆိုတဲ့အခါကျတော့ပါပြောခဲ့တော့ဆိုရင်အေးငါတို့နောက်မှာစင်ကောင်လာလိမ့်မယ်အဲ့ဒီကောင်ကငါပြောတဲ့စကားနားထောင်မှမဟုတ်ဘူးငါနဲ့လည်းမတည့်ဘူး तू ကတကောင်နဲ့နေတာမင်းအဲ့ဒီကောင်ကိုလည်းသွားပြီးတော့တောင်းပန်လိုက်အောင်တောင်းပန်လိုက်ပါသူ့ကိုမင်းပေါ်မှာညှတာဖို့မင်းတောင်းပန်လိုက်ပါလို့ပြောလိုက်တဲ့အခါကျတော့ အဲ့ဒီစာကလေးကစာငက်မှလေးသွားပြီးတော့တကောင်နဲ့နေတဲ့သင်ွယ်ဆင်ကြီးလာပြီးအဲ့ဒီလမ်းကြီးတိုင်းဆိုင်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 ဒီလမ်းပေါ်ကဖြတ်မှာပဲသူလေလာတဲ့အခါသူကခုနလိုပဲဝဏ္ဏမိတံကုံစရာဧကစာရီတူးတဲ့နေတဲ့ဦးဆင်မင်းကြီးအာရိညကံပပတသာရနုခောစရာတောအုပ်တောင်ဆောင်တွေပေါ်မှာချက်စားတဲ့ တင်စင်မင်းကြီးကိုပက်ခေဟိတံပင်စကံကရောမီအတောင်းနေနဲ့ဟိုအလေးပြုပါလေရှ िख ိုးပါလေဆလုလုပ်ပါလေပေါ့ပြောတာเนาะဆလုလုပ်ပါလေမာမေဝတိပုဒ္ဒကပုဒ္ဒကေဒုက္ခလာယအဲအားမရှိတဲ့ကျွန်တော်မရဲ့သားငယ်ကလေးတွေကိုမသေးပါစေနဲ့မဖြစ်စီပါနဲ့ပြောလိုက်တယ်အဲ့လိုပြောတဲ့အခါကျတော့ ဲ့ဆင်ကြီးကမျက်ထောင်နေကြီးနဲ့ကြည့်ပြီးမိဘပြောတယ်မိဘပြောတယ်ဆိုပြီးဝဋိတံမိတေလဒုကိကေပုဒ္ဒကာဟေ့ငှက်မမင်းရဲ့သားတွေကအကုန်တက်ပြစ်ပဲနော်မင်းရဲ့သားတွေကိုငါအကုန်တက်မယ်ကိမ့်မွန်တူအောင်ကာဟတိမင်းငါဘာတတ်နိုင်မှာလဲငါတက်လိုက်ရင်မင်းငါ့ကိုဘာတတ်နိုင်ဒုပ္ပလာတိမင်းမှာအားမရှိဘူးတတံသဟတာနိပိတာရိတိနာ မင်းလူငှက်တည်းအကောင်းတသိမ့်မယ်လာပါစေငါမမှုဘူးဝါမေနာပါရိနာပါဖို့တရားဟောဒီငါခြေထောင်းနဲ့အကုန်နင်းခြေဖြစ်မယ်ဆိုပြီးရဲရဲဆက်ဆက်အနိုင်ကျင့်ပြီးတော့မလုတ်ပါနဲ့ဆိုတော့မှအဲ့ဒီခြုံကြီးကိုခါနဲ့နင်းခြေပြလိုက်တယ်ခြုံကြီးကိုဆွဲရံပြည့်ရုံနဲ့မကဘူးခြေထောင်းနဲ့အကုန်နင်းခြေလိုက်တော့ အဲ့ဒီမှာဟိုငက်မလေးကဝမ်းနဲ့ပန်းနဲ့တပင်တပင်မောကလေးချိကလေးလေးတွေအကုန်သေးကုန်ပြီခြုံကြီးလည်းကျေမွသွားပြီဝမ်းနဲ့ပန်းနဲ့ချိနေရှာပြီးတော့သူကမလုပ်တော့ဘာပြောတော့ဆိုငက်ဆိုတော့အန်သာပါတော့ပါလာမပါလာအန်ကျိတ်ပေါ့လူတွေဆိုအန်ကျိတ်ပေါ့နော်သူကအဲ့ဒီငက်ဒေါသဖြစ်ပြီးတော့သူဘာပြောတော့ နာဟေဝတပ္ပထပလီနာကိစ္စအမြဲတမ်းအင်အားအသုံးပြုပြီးအနိုင်ကျင့်လို့မရနိုင်ဘူးဒီလောကကြီးမှာနော်ငါအားရှိတယ်ဆိုပြီးတော့အနိုင်ကျင့်တယ်လို့မရဘူးတဲ့ဗလန်ဟိပါလတ္တဝရာယဟောတိအင်အားဆိုတာဟာလူပိုက်တွေအတွက်သူတို့သိဖို့အတွက်သာဖြစ်လာတယ်အားရှိတိုင်းအနိုင်ကျင့်တယ်လို့မရဘူးတဲ့ကရိတ္တမိတ္တိနာကကုံစရာဇအနတ္ထမင်းရဲ့အကျိုးမဲ့ကို ငါလုပ်မယ်ရောမေဝတိပုဒ္ဒကေတုလာယအာမရှိတဲ့ငါရဲ့သားပေါ့သားငယ်သားသမီးငယ်လေးတွေကိုမင်းသတ်ပြစ်တယ်မင်းရဲ့အကျိုးမဲ့ကိုငါလုပ်ပြမယ်ဆိုပြီးတော့အဲ့ဒီငှက်ကလေးကဂျိန်းဝါပြီးတော့သူကဘသူစီသွားတော့ဆိုကြီးတကောင်နဲ့မိတ်ဆွေဖွဲ့ကြီးကိုမိတ်ဆွေဖွဲ့တယ်အဲကြီးကိုမိတ်ဆွေဖွဲ့နောက်တစ်ခါရှင်မမင်းရဲ့ ရှင်မရှင်ရင်ကောင်းကိုလည်းတွားပြီးတော့ရှင်မမဲရိုင်းကိုလည်းမိတ်ဆွေဖွဲ့တယ်။ပြီးတော့ဖားရကောင်ကိုလည်းမိတ်ဆွေဖွဲ့တယ်။မိတ်ဆွေဖွဲ့ပြီးတော့ခင်မင်းရင်းနေလာပြီဆိုရင်တို့ကမင်းကိုဘာကူညီရမလဲ။တုံးနဲ့တူမေတ္တာဖြစ်လာပြီဆိုတော့ဘာကူညီရမလဲဆိုကြီးကိုတို့ကကူညီတောင်းတယ်။ဟိုမှာစင်စိုးကြီးရှိတယ်ဒီလမ်းအမြဲသွားတယ်။အဲ့တော့အခွင့်သာလို့ရှိရင်သူ့မျက်လုံးကိုနှုတ်သီးတဲ့ပေါ့ ထာရရတောင်လုပ်ပြီးပါထာရရတောင်လုပ်ပြီးပါညလုံးနှစ်ဖက်စလုံးထာရရအောင်နှုတ်သီးနဲ့ဆိတ်ပြီးပါကြီးကမပူနဲ့နဲ့ငါလုပ်ပြီးမယ်ဆိုဆင်ကြီးအိတ်နေတဲ့အချိန်တို့ညလုံးနှစ်ဖက်ကိုဆိတ်ဖောက်တယ်အနာဖြစ်အောင်လုပ်လိုက်တာပေါ့အဲ့ဒါလို့အနာဖြစ်လာပြီဆိုတဲ့ကရှင်မမရင်ရင်ကမလုပ်သူမလုပ်ပြရမယ်ဆိုအဲ့ဒီထာရထဲမှာဥချပေးပါ ဆိုတော့ရင်းမမဲရတယ်ကလည်းဥချပေးလိုက်တယ်။နှစ်ဖက်စလုံးလောက်တွေကထိုးရှင်ကြီးကနောက်ဆုံးမှမျက်လုံးကွယ်သွားတယ်။အဲ့ဒီမျက်လုံးကွယ်သွားတဲ့အခါကျသူဟာသူသွားတဲ့လမ်းတဖြည်းဖြည်းအစာရေစာခက်ခဲလာတဲ့အခါကျရေရှာတယ်။ရေရှာဖို့ရေရှိတယ်ဆိုတဲ့နေရာဖားကအပံပေးတာပေါ့။တောင်ထိပ်တက်ပြီးတော့ဖားကအပံပေးတယ် ဖားသံကြားလိုက်တဲ့အခါကျတော့အင်းခါတိုင်းဖားသံကြားတဲ့နေရာရေရှိတယ်ဆိုဆင်ကြီးကလိုက်လာဖားသံကြားရစီလိုက်လာလိုက်လာတဲ့အခါဖားကပြုတ်ခနဲ့ဆိုအောက်ခြိုက်ထဲခုံချပြီခြိုက်ထဲကအတန်ပေးပြန်တယ်အဲ့ဒီမှာဟာရေကဒီနားမဟုတ်ဘူးဖားသံကဟိုဘက်ကဆိုပြီးအောက်လည်းအစင်းလိုက်ဆင်ကြီးကကျွန်းပြန်ကြားသွားတယ်တောင်ဆောင်ကနေပြီးတော့ကျွန်းပြန်ကြားသွားတယ်နော်အကောင်ပေါက်စာလေး၃កောင်က ဝိုင်းပြီးတော့ဖန်နေလိုက်တာအားမရှိကြဘူးကြီးကန်းဆိုတာလည်းဘာမှအားရှိတာမဟုတ်ဘူးနော်ဒီစာကလည်းဘာမှအင်အားရှိတာမဟုတ်ဘူးရှင်မမဲရိုင်းဆိုတာလည်းဘာမှအားရှိတာမဟုတ်ဘူးဖားကလည်းဘာမှစွမ်းနိုင်တာမဟုတ်ဘူးသို့သောသူတို့ဟာအကွက်ဆင်ပြီးတော့လုံးလိုက်တဲ့အခါဆင်ကြီးဟာဒုက္ခရောက်တာသူတို့လုံးရတဲ့ဆင်ကြီးဟာတောင်ပေါ်ကနေချွန်ပြန့်ကျပြီးတော့တည်ဆုံးသွားတယ်အဲ့ဒီမှာ သူကဆင်ကြီးပေါ်မှာလမ်းလျှောက်ပြီးငါသားငါသမီးတွေကိုတတ်သွားတဲ့ဆင်ကြီးဆိုပြီးတော့ဝန္တာအာရသူ့ရဲ့တောကကိုပြန်နေဖြေရှင်းတာပေါ့နော်ရံညှို့ဖွဲ့ပြီးတော့ရံပြန်လောက်တာပေါ့ဒါကြောင့်မို့မြတ်စွာဘုရားကအဆုံးမကြတော့တတိပေးတယ်သူတို့ပူပေါင်းပြီးတော့ဆင်ကြီးတကောင်တေအောင်လောက်လိုက်ကြတယ် ัตตะวีระตะวีรินาရှင်ကိုရန်နဲ့ပြန်ပြီးတော့တုံလိုက်ကြတယ်ဒါပေမဲ့လို့တဲ့ဒီလိုကလေးစားခြေတာမျိုးမလုပ်တဲ့မူတတမဟိဝေရာနာကိရထအပိယနာပိကိနစီကိုနဲ့မတည့်တဲ့လူနဲ့ပတ်သက်ပြီးတော့လည်းပဲအဲ့လိုဒုက္ခရောက်အောင်တော့မလုပ်တဲ့မူလို့မြတ်စွာဘုရားဆုံးမစကားပြင်ကြတယ်ဒီနေရာမှာမြတ်စွာဘုရားအနိုင်ကျင့်ခြင်းရဲ့ အပြစ်ဟာအခုလိုနောက်ဆုံးမှဒုက္ခရောက်တတ်တယ်ပေါ့ဒါကြောင့်အဲ့ဒီလိုသူများဒုက္ခရောက်အောင်တော့မလုပ်သင့်ဘူးသို့တော့အနိုင်ကျင့်တာမကောင်းဘူးအနိုင်ကျင့်ညံ့ညောက်သူဟာဒီအဖြစ်ဆိုးကိုကြုံရတာဖြစ်တယ်ဝေရဏကိရထအပိယနာပိကိနစီကိုနဲ့ရန်သူပဲဖြစ်ပါစေဘုသူ့အပေါ်မှာကလေသာခြေတာမျိုးမလုပ်သင့်ဘူးလို့မြတ်စွာဘုရားက ဒီဇာလန်းကိုခေါ်ကြပြီးသင်္ကန်းစာယူခိုင်းတာပေါ့အဲ့တော့လောကမှာညတာခြင်းဆိုတာကရုဏာတရားရဲ့တရုပ်ဖြစ်လို့အချင်းချင်းညတာတဲ့စိတ်တက်တည်မွေးမေတ္တာကရုဏာတရားတွေကြီးမွားအောင်လုပ်ပြီးတူတူညတာတဲ့စိတ်တက်တည်လူတွေရဲ့ဂုဏ်သိက္ခာအနေနဲ့ထိမ့်သိမ်းဆောင်ရှောက်ကြပြီးအနိုင်ကျင့်ခြင်းဆိုတဲ့မကောင်းတဲ့စိတ်ဓာတ်မျိုးတွေကိုကိုယ်တဏ္ဏမှာမရှိအောင်ဖယ်ရှားကြရမှာဖြစ်ပါတယ်